ဆရာသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။အလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်နှုတ်ခွန်းဆက်ပါတယ်။ကျော်ဒီနေ့ဝိညာဉ်ရှင်ရဲ့ကောင်းစဉ်လေးကတော့ဂျားဝင်စီစက်သူဆိုတဲ့ကောင်းစဉ်လေးနဲ့ဝိညာဉ်ရှင်တာဖြစ်ပါတယ်။ဆိုတော့ဒါကအာပြီးလင်မောရာဆာရဲ့နောက်ဆုံးပိုင်းလေးပေါ့နော်။နောက်ဆုံးပိုင်းလေးဖြစ်ပါတယ်။ဆိုတော့ဒါကျွန်တော်ဒီတရားတခမ်းပဲရှိပါတယ် ကျန်ခဲ့တဲ့နေ့တွေတော့လည်းဒါလေးလေ့လေ့လာခဲ့ပြီးပြီပေါ့အဲ့တော့အဲ့မှာအာအုံးနေတဲ့ကိုလက်ခံပေးဖို့အတွက်ဒါပေမဲ့လက်ခံခြင်းစရာမကောင်းပါဘူးလက်ခံပေးဖို့အတွက်အဲဒမန်တော်ကြီးရှင်ဘောလိုကဖိလီမုန်ကသူပြောပြီးတယ်ဘောနော်ပြောပြီးတော့မှသူလုပ်ပြီးတယ်အဲ့မှာသူကဘလောက်တောင်မှဆက်ပြီးတော့မှဒီအုံးနေတဲ့အတွက်ကိုအာမခံပေးလေဆိုတဲ့အရာလေးကိုတွေးရတယ် တဒီလိုအာမခံပေးရတဲ့အကြောင်းရင်းကလည်းအာခုနပြောလို့ तू ကထောင်ထဲမှာတွေ့တဲ့အခါမှာဆို तू ဝင်ငှားလိုက်တဲ့အတွက်တက်တာပြောင်းလဲသွားအောင်တက်တာပြောင်းလဲလာတဲ့အတွက်ကြောင့်မလို့ဒီပြောင်းလဲခြင်းရဲ့လက္ခဏာကအုံးနေဒီမှာတွေ့လာရတယ်ဆိုထောင်ထဲမှာနည်းနည်းကာလလေးကြာလာနေမြတ်သိတယ်ဒီမှာတို့ရှင်ဘောလူကဝိညာဉ်လူလဲဖြစ်တဲ့အခါမှာဒီတယောက်ကတော့တကယ်ပဲတက်တာပြောင်းလဲနေတယ် ဒေးဗစ်တီဂျီမဲ့သူဖြစ်တယ်ဆိုတော့ဥစားသူတိတဲ့အတွက်ကြောင့်မဒါဖိလီမုံသူတိချပြောပြပေးနေတာဖြစ်တယ်ဆိုတော့တွေ့ရတယ်ဒီမှာသူဘလောက်တောင်ထပ်ပြီးတော့မှအာမခံတဲ့သဘောတွေ့ရလဲဆိုတော့ငွေ၁၈မှာသူဒီတင်လိုက်ပြမှားခြင်းကျွေးတင်ခြင်းတစုံတစ်ခုရှိလင်ငါအဲ့အတွက်တာမှတ်လို့ပြမှားတယ်ဆိုတာဒါကတိကြတယ်ဘာလို့ဆိုတော့ဆိုကျွန်တယောက်ကသခင်စီကနေခိုးလာ ငွေခိုးလာတာနောက်ပစ္စည်းခိုးလာပြီးရောင်းစားလာဒါမျိုးဖြစ်နိုင်တယ်ဒါကြောင့် तू ကရောမထီရောက်လာတာလေနော်ကိုလိုတေလော်ရီကြီးဘက်ကနေပြီးတော့မှဒီရောမထီရောက်လာတာဒါပတ်စံမရှိဘဲနဲ့တော့လို့ညာကျွန်းဆိုတာပိုင်ဆိုင်မှုလုံးဝမရှိတဲ့လူရန်စားမျိုးလေအိတ်ခစ်တုံးကဆိုတော့တခင်ကခိုင်းတာလို့ကျွေးတာစားနော်အဲ့လိုမျိုးဟိုကျွန်ပြောပါတယ်မင်းတို့ကတက်ရှိရုပ်ထုပုံစံတစ်ခုလိုပဲ သူတို့ကသဘောထားတာဆိုတော့တီချားတွေကနေမှတော့ဒါခိုးလာလို့ဖြစ်တာဒါကြောင့်ဒီခိုးလာတဲ့ပစ္စည်းရှိတယ်ဆိုလို့ရှိရင်အဲ့လိုမျိုးပြစ်မှားပြီးခိုးရဆိုလို့ရှိရင်အဲ့ဒီအတွက်ငါဘာလုပ်ပေးမလဲဆိုလို့ရှိရင်ငါဆက်ပေးမယ်လို့ပြောတယ်ဆိုတော့ဒါကတမန်တော်ရှင်ပေါ်လူကဟိုဆက်ပေးမယ်လို့ပြောတဲ့ခါမှာသဘောတရားပြောတာမဟုတ်ကြည့်ရတယ်တမန်တော်ရှင်ပေါ်လူကအွန်လိုင်းရှိတယ်ဗျဒီပြဿနာရှိတဲ့အာလူတန်းစားထဲမှာပါတယ်ဆိုတော့တွေ့ရတယ် တတမနဝတ္ထုအငယ်24ခန်းငယ်26အဲ့ဒီမှာဘာပါလဲဆိုတော့ပေါလုသည်မိမိလွတ်ရအောင်လို့ငွေပေးမည်ဟုထိုမင်းသည်ချက်မက်လျက်မကြမကြပေါလုကိုခေါ်၍သူနှင့်စကားပြောလေ၏ဆိုတော့ဒါဘယ်သူလဲဆိုလို့ရှိရင်ဖီလစ်မင်းဖီလစ်မင်းဆိုပြီးမှတမတော့ပါတာဆိုတော့ပေါလုရဲ့လျှောက်လေချက်ကိုနားထောင်ပြီးတော့မှဒါ အကျဉ်းထားတယ်ပြီးတော့ပေါလုကိုသူလှမ်းလှမ်းခေါ်တယ်ဒီဘက်ကတော့ငွေလူချင်းတဲ့သူဖြစ်တဲ့ခါမှာပေါလုကသူ့ကိုပြဆန့်ပေးပြီးမှဒီမှုကလွတ်အောင်လို့လုပ်မယ်ဆိုပြီးသူပြီးတယ်ဆိုတော့အကေပေါလုစီမှာပြဆန့်မရှိဘူးဆိုလို့ရှိရင်ပြီးတော့မှပေါလုရဲ့ background ကိုကောင်းကောင်းသိတာပေါ့အာသူစုံစမ်းခိုင်းလို့ရတာပဲဆိုတော့ကြည့်ရတာပေါလုဟာပြဆန့် background ရှိတဲ့ဖြစ်တယ်ဆိုတော့ပြီးရတယ်ဒါဒါမဲ့သူ over ra စားတဲ့ နဲ့ကြံတဲ့နေရာမှာ तू ပြောတာငါဒီလောကအရာကိုတကယ်တပြက်စီအမှိုက်လိုမျိုးပဲမစင်ခဲ့သူပဲငါမှတ်တယ်လို့ तू ကပြောတာနော်အရှိရဲ့သားနဲ့ तू ကဘယ်မှဆိုင်နိုင်မဆိုင်တော့တာသူ၃နေရာရှိတာ तू ၃နေပေါ့နော်ဆိုအခြားနေရာတွေမှာဆိုလို့ရှိရင်လေအာ तू ဥမာ30%မရှိတော့ဘူးဒီခေတ်ကလို banking တွေပါဒီ KB တွေပါလည်းမရှိဘူးလေအဲ့လိုနေရာမျိုးဆိုလို့ရှိရင်လေ तू ကတေးရှင်ချုပ်ပြီးတော့မှငွေရှာနိုင်တဲ့ပုံပုံမျိုးဖြစ်တယ်ဆိုတော့တွေ့ရတယ် ဒါသူ့ရဲ့အတာချက်ပေါ့အတာချက်ဆိုတော့ကျွန်တော်နားလေရတယ်နောက်တစ်ချက်မှာဘာတွေ့ရလဲဆိုတော့တမန်တော်ဝတ္ထုအဆုံးမန်းကိုရောက်လာတဲ့က28ငယ်30မှာခုနောက်မှာပေါ်လူဒီနှစ်နှစ်ပတ်လုံးနှစ်နှစ်နော်နှစ်နှစ်ပတ်လုံးမိမိငားသောအိမ်၌နေသည်ဖြင့်မိမိထံသို့လာသောသူအပေါင်းတို့ကိုဧည့်ခံ၍ဘယ်သူမျှမမြတ်တာပဲဖျက်သိမ်းနိုင်ငံတော်အကြောင်းကိုအတိအလင်းဟောပြော၍ တခင်ယေရှုခရစ်အကြောင်းကိုတုံတင်ပြတတ်လျက်နေ။ဒါယောမမှာရောက်သွားပြီ။ယောမမှာအိမ်ငားတယ်ဆိုတော့အဲ့ချိန်ခါမှာအိမ်ငားမယ်ဆိုတဲ့ကမှာဒါဈေးကြီးရယ်နော်။ယောမဆိုတာတကယ်မြို့တော်ကြီးဖြစ်တာ။ဒါအဲ့ဒီယောမမြို့တော်ကြီးမှာအိမ်ငားနေတာပေါ့။ဒီတန်းတော်မဟုတ်နှစ်နှစ်လောက်အိမ်ငားနေတာ။ဆိုတော့အဲ့အတွက်သူ့မှာပတ်စံရှိလာပတ်စံရှိတယ်။ဒါကိုတွေ့ရတာပေါ့။ ဒါကြောင့်ပေါ်လူဒီသူ့မှာငကြီးပိုင်ဆိုင်မှုရှိသူကဒီခရစ်တော်ရဲ့တန်တမန်အာပြီးတော့မှတမန်တော်တယောက်အနေနဲ့အမှုတော်ဆောင်တယောက်အနေနဲ့သူကမရက်တည်ဘူးမသွားလို့ရှင်နေသူစားဖို့တောက်ဖို့ကလုံးဝပူစရာမလိုစားဖို့တောက်ဖို့နေဘူးကလုံးဝပူစရာမလိုတဲ့လူတန်းစားတယ်မှာရှိတယ်။ဒါပေမဲ့သူအဲ့ဓာရီအကုန်လုံးပြစ်ချခဲ့ပြီးတော့မှသူကဖျားအမှုတော်အတွက်ဒုက္ခဆင်းရဲခံပြီးအသက်ရှင်နေသူဖြစ်တယ်။ဒါကြောင့်တို့တက်တာထဲမှာလည်းကျွန်တော်ဒါ ခရစ်တော်အတွက်ဆိုလို့ရှိရင်ခရစ်တော်အတွက်အစီခံတော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီဟိုရှိနေတဲ့အရာတွေကိုယဉ်ညီမြုံနံမှုလို့ရနောက်တစ်ချက်ကဒါဒီပုံမှာကျွန်တော်အာယုံဆိုင်လို့မရအောင်အသုံးတော့ပြုရမယ်နော်ဒီမှာ तू အိမ်ငါ့ဖို့လိုတဲ့အခါမှာဒါကို तू အသုံးပြုလို့ဘာအတွက်အသုံးလဲဆိုလို့ရှိရင်ခုနပြောသလိုပေါ့ဒါအနေဟိုကျန်တဲ့သူတွေကိုခရစ်တော်ကြောင့်ပြောပြအိမ်ဝင်လေးဝင်ငှ့ဖို့အတွက် तू သုံးတယ်ဆိုတော့ပေါ်လို့ဒီငွေရှိတဲ့လူတန်းစားဖြစ်တယ်ဒါကြောင့် သူကဖြစ်လီမုံသူပြောတဲ့အခါမှာအော်နေတယ်ကမင်းမအကျွေးတကယ်တင်နေတယ်ဆိုလို့ရှင်ငါဆက်ပြီးမယ်ကွာငါအာမခံတယ်ဟုတ်သူအော်နေတယ်ကိုဒီလောက်တည်းသူအာမခံပြီးတော့မှဖြီလီမုံစီကိုသူတောင်းဆိုပြီးနေဂျားခံဝင်စစ်ဆက်ပြီးဖြီလီမုံနဲ့အော်နေတဲ့ဂျားထဲမှာဂျားခံစစ်ဆက်ပြီးတဲ့သူဆိုတော့နှုတ်ကပတ်တော်ရရဆိုလို့ရှိရန်ကိုငိမ့်စီတော့သူဆိုတဲ့အရာကိုတွေ့ရတ ဒါကျွန်တော်တို့တက်တာထဲမှာဒါမျိုးကျွန်တော်တို့ဝင်ရမှာကျွန်တော်တို့ကအာရန်ကိုပွားစီတဲ့သူမီးထွန်းရှာတဲ့သူမီးစမှုီးတဲ့သူမဖြစ်ရအောင်ကျွန်တော်တို့ကရန်ကိုငင်းစီတဲ့သူဖြစ်ရမယ်ဆိုတော့တမန်တော်ရှင်ပေါ်လို့ဒါပေမဲ့ဟိုအချိန်နေတော့ရှိတာပေါ့လေအချိန်နေအချိန်ခါတော့ရှိတယ်ဆိုတော့ပြဿနာတက်တော့မှာသွားမယ်ဆိုလို့ရှိရင်ဖြစ်လိမ့်မုံသွားမယ်ဆိုလို့ရှိရင်ကျွန်တော်ဒါ ော်အရင်နေ့တော့လည်းကျွန်တော်ပြောတယ်အချိန်မွေးတတ်လိုက်နိုင်တယ်အခွင့်အာဏာဒီ sorry ဘုန်းနေတဲ့ပြန်တဲ့အခါမှာဖိလိမောအချိန်မွေးတတ်လိုက်နိုင်တဲ့အခွင့်အာဏာသူ့မှာရှိတယ်ဆိုတော့ဒါကြောင့် तू ကဒါကိုမလုပ်နိုင်လဲဆိုရှင်ပြောပြမယ်ငါအမခံပြီးလေလုပ်ပါဆိုပြီးမှ तू ပြောပြတယ်ထပ်ပြီးတော့လေ तू ပြောပြအောင်ဆိုကျွန်တော်တို့ကြည့်တဲ့အခါမှာ तू ဘာဆက်ပြောလဲဆိုတော့အချင်းကညီ သခင်ဖျား၌ငါ့ကိုကြီးစုပြုပါလောဒီမှာကျတော့တောင်းပန်တဲ့စကားဖြစ်သွားဗျာဆိုမင်းကငါပြောနေတာကိုလက်မခံချင်ရင်တော့မှခရစ်တော်ရဲ့မျက်နှာကိုထောက်ပြီးတော့မှခရစ်တော်အဖင်ငါတောင်းဆိုတာလေးကိုတော့ခွင့်ပြုပေးပါလှုပ်ပေးပါဆိုတော့ तू တောင်းဆိုတာရှင်းရှင်းလေးပဲအုန်းနေတယ်ကိုပြန်လက်ခံပေးပါဆိုတဲ့ဥစ္စာလေးကို तू ပြောနေတာဆိုကျွန်တော်တက်တာတိုင်းမှာလည်းဒါကျွန်တော် ဟိုယနေ့တွေတော့ဒါကိုပြောပါတယ်နော်ရှေ့ခန်းခန်းငယ်တော့မှာကျွန်တော်တို့မှာလက်မခံခြင်းလောက်အောင်ခွင့်မလွတ်ခြင်းလောက်အောင်အခြေအနေမျိုးတွေရှိနေပါတယ်ဒါပေမဲ့ခရစ်တော်မျက်နှာကိုထောက်ပြီးတော့မှာကျွန်တော်တို့မလုပ်ပြရမှာဆိုအဲ့လိုလူမျိုးတွေပြန်ပြီးတော့မှာလက်ခံပေးဖို့လိုအပ်တယ်ဆိုတော့တွေ့ရတယ်ဆိုကျွန်တော်တက်တာတွေမှာလည်းရှိပါတယ်ဆိုတော့ပြုစုပြီးနေသူ့တကယ်စဉ်းစားထားပြီးလုပ်ပြီးနေတဲ့အတိုင်းတဘော ကိုယ်ရှင်ကိုဇုံကံပြီးတော့ထွက်သွားတဲ့သူတွေရှိပါတယ်ကိုယ်တော်ကစေတနာနဲ့ပြုစုပေးနေသူစကားကိုမျိုးမျိုးပလောင်ပလဲပြောပြီးတော့မှဟိုကိုယ်တော်သူ့တကယ်ယုံပြီးတော့မှအော်ယူသားပါတယ်ဆိုပြီးယုံပြီးတော့မှသွားပြင်မယ်ဒါပေမဲ့သူကကိုယ်တကယ်ဟိုမလုတ်အပ်တဲ့ဥစ္စာလူစီကံစီမင်းဘောင်ကြော်ထွက်သွားပြီးတော့မှအလုတ်တဲ့ဥစ္စာဒါပေမဲ့ဂျေဇုတော်ကြောင့်ဘုရားသခင်ကကိုယ်ဒါရင်ပြီးမြင်ပြီးတည်တဲ့အခါမှာ အော်နားလေပေါ့တကယ်တော့ခုအချက်ကွဲဖို့အတွက်သူလှုပ်သွားတာဒါအဲ့လိုလူမျိုးကြီးရှိတာအဲ့ဒါတော့စိတ်ဆိုးတယ်ဒါပေမဲ့ပြန်စဉ်းစားအဲ့လိုလူမျိုးကကိုယ့်စီကိုတကယ်နောင်တနဲ့ပြန်လာရင်ငါဘယ်လိုဝန်ခံမလဲဘယ်လိုလက်ခံမလဲဆိုတာဥစားအဖြစ်လူမျိုးဘက်ကလည်းစဉ်းစားရတဲ့အနေအထားမျိုးဖြစ်ပါတယ်ဆိုတော့ဒါကြောင့်ဒီဒီစိတ်ခံစားချက်ကြီးကိုရှင်ဘောလူကတိတဲ့အတွက်ဒီ ဖြစ်လို့မို့ဒါကြားခံပြီးတော့မှစစ်ဆက်ပေးနေတာဆိုတော့နားလေရတယ်ပေါ့နော်ဒါကိုကျွန်တော်တည်နေရပါတယ်ဟုတ်ပြီအောက်မှာဆက်ကြည့်တဲ့အခါမှာတင်းဒီနားထောင်မြည်ဟုယုံမှားခြင်းမရှိတည်တာမကငါပြောသည်ချက်သာ၍ပြုတ်မြည်ဟုအမှန်တိလျက်ငါရေးလိုက်ပါ၏ဒါကြတော့ဘာအမြင်ရလဲဆိုလို့ရှိရင်တမန်တော်ကြီးရှင်ပေါ်လူကဒီခေတ်စကားနဲ့ပြောမယ်ဆိုလို့ရှိရင်ချုပ်ပြီ ချုပ်ွက်ပဲတာဆိုတော့ဟိုဖိလီမုံကလုံးဝယုံထွက်လို့မရနိုင်အောင်သူကဘာလုပ်လိုက်လဲဆိုလို့ရှိရင်စီယုံလိုက်ပြီသူပဲပါသွားသူပြောတဲ့စကားကိုနားထောင်အဲ့ဒီအတိုင်းလုံးအောင်လို့ဒါသူတခါတည်းအာခွန်င်းလုံးလိုက်တာပေါ့ခွန်င်းအချက်ကင်တာလားအချက်ကင်တော့မဟုတ်ပါဘူးเนาะတခါလေခရစ်တိုရဲ့မြစ်တာနဲ့လုတ်ပြီးပါအမင်းလုံးဝင်ဆိုတာငါယုံပါတယ်ဆိုတော့ ဟိုဖိလိမုံဘက်ကပြန်ကြည့်လို့ရှိရင်လေဒီမှာလို့ရှင်ဘောလို့ကသူ့ရဲ့ဆရာပဲလေနောက်သူ့ရဲ့ဆရာလည်းဖြစ်တယ်ပြီးမှသူ့အင်္ဂလိပ်ပြောပြီးမှသူ့အဖြစ်ပြောင်းလဲလာတယ်သူလည်းဖြစ်တဲ့ခါမှာဒါအောင်မလုတ်ချင်လေလုတ်ရတော့မယ့်ပုံစံမျိုးတွေ့ရတာပေါ့ဒါလေအဲလိုပါတယ်ဒီခါကြီးကြာလို့ရှိရင်ဒါပေမဲ့ဒါပါနဲ့တယ်လို့ခေါ်တယ်အမိတ်နဲ့အာနာနဲ့မဟုတ်ချုံမို့ပြီးတော့မှကိုဖြစ်ချင်တဲ့အရာကိုရအောင်တိမ်တွင်းယူတာဆိုတာအဲ့ဒါတကယ်တော့ အထက်ကလာတဲ့ဉာဏ်ပညာ wisdom လို့ခေါ်တယ်။ကျွန်တော်ကအဲ့လိုမျိုးသွားတက်ရမယ်တက်တာတည်းမှာကိုလူချင်းတဲ့ပုံစံတကယ်တော့ဖိလိမ်ကအောင်းနေတဲ့ပြန်ပြီးလက်ခံရမှာဖိလိမ်ကအောင်းနေတဲ့ပြန်ပြီးလက်ခံဖို့အတွက်ဒါအဓိကအချက်ပဲအဲ့ဒီရောက်ပေါ်လို့ကပုံစံအမျိုးမျိုးနဲ့ပြောပြီးတော့မှတင်သွင်းသွားတယ်ဆိုတော့ဟိုတွေ့ရပါတယ်ကျွန်တော်နားလည်ရပါတယ်ဒါကျွန်တော်ဘာလို့ရမလဲဒါမျိုးလုပ်ပေးရမယ်ပြီးတော့နောက်နောက်နောက် ကျွန်တော်ဒါနောက်ဆုံးပိုင်းလေးဆက်ဖတ်တဲ့အခါမှာဒါတော့သူရဲ့ပြောနေကြအရာတွေပဲသူကတပါငါတဲခုစရာအရက်ကိုပြင်လို့အကြောင်းမူကားတင်းတို့သည်ဆုတောင်းပတ္ထနာပြုသောအဖြစ်တင်းတို့ရှိရသောငါရောက်သောအခွင့်ကိုပြီးတော်မူမည်ဟုမျှော်လင့်ခြင်းရှိဆိုဆိုပထမဆုံးကတော့သူကဒီဘက်ကိုလာမှာမဟုတ်ထောင်မကြခင်ကသူ့ရဲ့ plan ကစပိန်ဘက်ကိုသွားမယ်ပေါ့နော်အဲ့လိုမျိုးသူ plan ထားတာဒါပေမဲ့အခုဒီကြားထဲမှာသူ plan ပြောင်းသွားတယ် မင်းတို့စီကိုငါပြန်လာမယ်ဆိုကိုလိုသေးဘက်ပေါ့နော်ကိုလိုသေးလော်ရီကီဘက်ကိုငါလာမယ်အဲ့ဘက်မှာငါပြန်လာနေမယ်ဆိုငါတွေ့လေနေရာလေးပြင်ထားပြီးတော့သူကငါလာမယ်ဆိုရဲတော့ဒါလည်းထတ်ချုပ်လိုက်တာပဲဆိုဟိုစီစဉ်ပြောင်းသွားတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဒါလေးကိုတွေးရတယ်အဲဆိုတော့ဒီမှာလေသူတခုဆူတောင်းချက်တင်လိုက်တာပဲငါမျောလင့်ထားတယ်မင်းတို့နဲ့ငါပြန်တွေ့ချင်တယ်ဆိုတဲ့ပုံစံမျိုးဒါပြောပြီးမှဆူတောင်းချက်တင်လိုက်တဲ့အနေအထားမျိုးတွေ့ရနောက်ဆုံးမှကြတော့ ။မော်ယေရှုခရစ်တော်ကြောင့်ငါနှင့်အတူအချင်းခံရသောအေပဖျားမှစပြီးငါ၏လုပ်ဖို့ဆောင်ပေမာကူအရိတခုဒီမဒီမရာမသူစီယံမထွက်သေးဘူးနော်။လူကာတို့သည်တင့်ကိုနှုတ်ဆက်ကြ၏။ငါတို့သခင်ယေရှုခရစ်၏ဂျေဇူးတော်သည်တင်တို့၏စိတ်ဝိညာဉ်နှင့်တူရှိပါစေတည်းအာမင်။ဆိုမဒီမပြောပြရဲ။ဆိုတော့ဒါဒီဒီပုဂ္ဂိုလ်ဒီအကောင်လုံးကကောလောသဲ အော်ဝါရစာရေးတော့လေဒီပုံကိုရှိနေဆိုတော့တွေ့ရဒါကြောင့်စာရေးတဲ့အချိန်မှာရောဖိလီမအော်ရစာရေးတဲ့အချိန်ဟာတိတ်မကွာအောင်တစ်ချိန်နဲ့ဖြစ်နိုင်တယ်ပေါ့နော်ဒါကိုသူကသုံးသက်ကြတာလေတွေ့ရပါတယ်ဆိုတော့ဒါခုနကဒါပြီးသွားပြီဖိလီမအော်ဝါရစာပြီးသွားပြီပေါ့ဟိုဒါပေမဲ့အခုခုကျွန်တော်ဆက်ပြောမယ့်အဥ္စာကတော့ဒါဒီ reference date ထဲကနေပြန်ထုတ်ထားတဲ့ဥ္စာအခြားအကြောင်းအရာတွေထဲကနေ ကျန်းစာတွေမှာတော့မပါပေမဲ့ဒီခရီးရန်သမိုင်းမှာရှိခဲ့တဲ့အရာတွေပေါ့နော်အဲ့ဒီအရာတွေအပြင်ဆိုဒီ only thing ကိုဖိလင်မောလက်ခံလိုက်တယ်လက်ခံပြီးတော့မှသူအဲ့ဒီမှာဟိုခုနပြောလို့ပေါ့နော်သူအကောင်းဆုံးပါဝင်ပြီးတော့မှหนีခဲ့တယ်หนีခဲ့ပြီးတော့ပိုးလူရဲ့ဆန္ဒကသူကအဲ့ဒီမှာသူ့ရဲ့မိုက်ပြစ်တွေကိုပြန်ပြီးပေးဆက်တဲ့ပုံစံမျိုးလုပ်ပြီးတဲ့အခါမှာပိုးလူစီကိုပြန်လာစီခြင်းတာ ဖိလိမုန်ရဲ့ခွင့်ပြုချက်နဲ့အိုးနေတဲ့ရရှင်ဘောလူစီကိုပြန်လာစီစဉ်တယ်ဆိုတဲ့ဥစ္စာအဲ့ဒါတကယ်ဖြစ်သွားတယ်ဆိုတော့မှဒီအချို့နေရာတွေမှာကြံကူကြံကားကြီးအပြင်ပြောပြထားတာကိုတွေ့ရပါတယ်ဒါပေမဲ့ဒါဟိုခိုင်လုံတဲ့ဥစ္စာတော့မဟုတ်ဘူးပေါ့ဒါပေမဲ့အဲ့ဒီလိုရှိတယ်ဘာကြောင့်လဲဆိုလို့ရှိရင်တဲ့ဆိုတော့ဒီနောက်ထပ်နှစ်ပေါင်း90လောက်ပေါ့အခုအခုဖြစ်ဖြစ်ခဲ့တဲ့အချိန်ဒီရဲ့နောက်ထပ်နှစ်ပေါင်း90လောက်ကြာလာတဲ့အခါမှာ ခရိယန်ကြီးရဲ့မာတူရာမာတူရာဆိုတာအသက်ခံရတဲ့ပုဂ္ဂိုလ်။ဘာကြောင့်လဲခရစ်တော်ကြောင့်အသက်ခံရတဲ့သူကိုမာတူရာလို့ခေါ်တယ်။ဆိုတော့အဲ့ဒီမာတူရာဒီအန်တီအုပ်အသင်းတော်မှာရှိနေတဲ့သင်းအုပ်ပေါ့။ဒါကျွန်တော်အားလုံးသိပါတယ်။ဆိုတော့ Ignatius ဆိုတဲ့ပုဂ္ဂိုလ်ကဒါခရစ်တော်ကြောင့်ဟောပြောတယ်အင်္ဂလိပ်ပြောတဲ့အတွက်ကြောင့်မလို့အယောမအစိုးရသူ့ဖမ်းပြီးတော့မှအာဒီအန်တီအုပ်ကနေပြီးတော့မှယောမကိုသူ့ဖမ်းသွားကြတာပေါ့အဲ့လိုဖမ်းသွားရင်းနဲ့မှာ အော် तू อ่ะအဲ့မှာ तू ဘာလုပ်လဲဆိုလို့ရှင်စာရေးရေးတယ်ရေးပြီးတော့မှ तू ဟိုအသင်းတော်တွေဘယ်ဘက်ကိုပို့လဲဆိုလို့ရှင်အရှိလေပိုင်းဒီတာမှာပို့တယ်အဲ့ဒီအရာတွေကအရန်ပို့လွင်နေထင်ရှားဒီနေ့ထိကျမ်းပေါင်သွင်းနေထဲမှာမပါပါမိအဲ့ဒီစာဆောင်တွေကအခုတတိသူများကဆုံးမဩဝါဒစာဖြင့်အာတုံးကြတာလည်းရှိတယ်ပေါ့ဒါပေမဲ့ခုနပြောလို့ကျမ်းပေါင်သွင်းနေထဲမှာတော့မပါဘူးအဲ့ဒီထဲမှာမားတဲ့ဆိုတော့ဘယ်နားမှာလဲဆိုလို့ရှင်သူကဒီ ာရှအီရှမိုင်းနောက်ဆိုအရှိလေပိုင်းရဲ့မြောက်ဖက်ကိုအဲ့မှာသူတွားနေနေစမုနမြို့မှာသူခဏနားတယ်လေနားတဲ့အချိန်မှာအီဖက်မြို့သူစာရဆောင်ရီးလိုက်တဲ့အခါမှာအဲ့ဒီရီးတဲ့စာရဲ့ပထမဦးဆုံးစာမျက်နှာတွေမှာဘသူ့အကြောင်းပါလာလဲဆိုတော့ဖုံးတော်ကြီးတယောက်အကြောင်းပါတယ်အဲ့ဒီဖုံးတော်ကြီးရဲ့နာမည်ကအောနေတင်ဖြစ်နေတယ်ဆိုတော့သူတို့ကတွေ့တာအဲ့ဒီအဲ့ဒီဖုံးတော်ကြီးအောနေတင်ဒီခုနပြောတဲ့တမန်တော်ရှင်ပေါလု အာအဖြစ်ပြောင်းလဲခဲ့တဲ့ဂျွန်ဖီလီမွန်ရဲ့ဂျွန်အော်နီသိန်းဖြစ်တယ်။ဒါကြောင့်သူတို့ဘယ်လိုသုံးသပ်လဲဆိုတော့အော်နီသိန်းဒီဖီလီမွန်စီကနေပြန်သွားပြီးတော့မှပေါ်လူနဲ့အတူတူအေးမွန်လီပြောနှုတ်ဘက်တော်ဝင်ငှားတဲ့ဥစ္စာတွေနောက်ပိုင်းမှာလှုပ်ဆောင်ရင်းနဲ့အီဖက်မြို့မှာသူကဒီတင်းအုပ်အင်းနဲ့သူကတော့ဂိုင်းဖုံးကြီးပေါ့ဗျာ ဲ့လိုမျိုးပုံနဲ့မျိုးသူကတတ်မှတ်တယ်။တင်းအုပ်အနေနဲ့ဆက်ပြီးတော့မှအစီခံပါဝင်ခဲ့တဲ့အနေအထားမျိုးတွေ့ရ။အဲ့ဒါကို Agnishak ကပြောပြတာ။အဲ့ဒီမှာအဲ့ဒီပုံကိုအကြောင်းရှိတယ်။ဆိုတော့ Agnishak ကပြောတဲ့အခါမှာလည်းတမန်တော်ကြီးရှင်ပေါ်လူလိုမျိုးပဲသူ့ထောက်ခံမျိုးသူ့ရဲ့တက်တာဘလောက်ကောင်းမွန်လဲဆိုတဲ့အကြောင်းအရာကိုတက်တည်ပြုပြီးတော့မှအဲ့ဒီစာကိုဒီ effect ကိုရည်ပြီးတဲ့စာတစ်စောင်ဖြစ်တယ်ဆိုမင်းတို့ effect မှာအဲ့လိုရှိရပူရဲဆိုတော့ပြောချင်တာကဒါမျိုး အသက်တာမှာနောက်ပိုင်းကျတော့ဒီလိုမျိုးတမိုင်းမှာရှိခဲ့ပြီဒါပေမဲ့ကျမ်းပေါင်သိနေတဲ့မှာတော့မပါတော့ဘူးဒါပေမဲ့ဒါကခုနပြောလို့ပေါ့ကျွန်တော်တီယူလို့ရတဲ့အဥ္စာမျိုးတော့မဟုတ်ဘူးတမိုင်းနဲ့မှာတော့အဲ့နာမည်နဲ့တကွာရှိခဲ့ဘူးတီးကြတယ်အဲ့ဒါသူပဲဖြစ်မယ်ဆိုတော့မှကောက်ချက်ချတယ်သူလေးဖြစ်တယ်ဆိုတော့တွေ့ရတယ်ဆိုတော့အကျိုးဆက်ကဘာလဲဆိုတော့တမန်တော်ရှင်ပေါ်လို့ကြားဝင်ပြီးတယ်ဖြစ်လီမုံနဲ့အုန်းနေတဲ့ကပြန်တင့်မြတ်သွားတယ် ီးတော့မှအုံးနေတဲ့ရင်အသက်တာပြောင်းလဲသွားတယ်ဆိုတာလုံးဝဆန့်ကျင်ဘက်ဖြစ်သွားတယ်ဆိုတာတွေ့ရတယ်လုံးဝဆန့်ကျင်ဘက်ဖြစ်တဲ့ဘက်ကိုပြန်ပြီးတော့မှပြောင်းသွားပြီးတော့တစ်ချိန်တော့ကျွန်းတခိုးဘွားနေမှာအချိန်တန်တဲ့အခါမှာတကယ်အသက်တာပြောင်းလဲပြီးတော့မှဘုံထင်ရှားတဲ့အမှုတော်ဆောင်တယောက်ဖြစ်ပြန်ပြီးတော့မှဖြတ်ခင်ရွေးကောက်ပြီးတယ်ဆိုတော့ကျွန်တော်အသက်တာထဲမှာလည်းမှားတဲ့အရာတွေရှိနေမှာလေကျွန်တော်အသက်တာထဲမှာလည်းဟိုဒီခါကြီးကြလို့ရှိရင်ဖျံမကြိုက်တာလောက်တာရှိနေမှာ ကျွန်တော်ပြန်လှည့်ပြီးတော့မှဘုရားသခင်ဘုန်းထင်ရှားတဲ့အသက်တာဘုရားသခင်အလိုရှိတဲ့အသက်တာနဲ့အသက်ရှင်ဖို့လိုအပ်ပါတယ်နောက်တစ်ချက်ကဒီဩဝါဒစာကိုကြည့်တဲ့အခါမှာကျွန်တော်တို့ဟာရန်ကုန်ငင်းစီတော်သူဂျားဝင်စစ်ဆက်တော်သူများဖြစ်စီရပါမယ်ဆိုကျွန်တော်တို့အသက်တာကိုအဲ့ဒီလိုဖြစ်ဖို့လေပြင်ဆင်ဖို့အတွက်လိုအပ်ပါတယ်နောက်ဒါလေးတွေကဒီခန်းမှာသင်ခန်းစာယူစရာအကြောင်းလေးဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကစင်ချင်းခွန်အားယူဖို့အတွက်ဖြစ်ပါတယ် ားလုံးပေါ်မှာရခင်တိုက်ရိုက်ကောင်းချီးပေးပါစေ